ဆက်ကလီကတော့2000ခုခုနဲ့အော်တိုဘာလ9ရက်နေ့မှာပဲအမေရိကန်မရိန်းတပ်ဖွဲ့ရဲ့လေကျင်းရေးစခန်းတစ်ခုကနေစတင်ထားပါရင်၄ရက်အကြာမှာတော့ပူဂျီဆမ်ကာဟီဟာအာဖရိကန်နစ္စတန်ကိုဆေလွတ်ခံလိုက်ရပါရင်သူပြန်မလာနိုင်တော့ရင်တော့သူစနီးစီကိုပို့ပေးဖို့အတွက်ဝန်내ဖွဲ့နှုတ်ဆက်စာတစောင်းကိုလည်းရေးသားထားခဲ့ပါရင်သူစာကိုဘုံမူးစီပေးခဲ့ပြီးတော့ဒီစာကိုပို့เสียမလိုပါစေနဲ့လို့မျှော်လင့်ထားခဲ့တာပါအဲ့ဒီနောက်ဆက်ဝင်ခန်းကကျွန်တော်တို့ရဲ့အဓိကဆက်ဆောင်ဆမ်ကိုပြန်လည်ပြသထားပြီးတော့ ူက great ဆိုတဲ့ချစ်စနီးနဲ့ mackie နဲ့ isabel ဆိုတဲ့သမီးနှစ်ယောက်ရှိတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါသူ့ရဲ့ငင်းရဲ့ဖြစ်သူတွန်မီကတော့သူနဲ့လုံးဝကိုစန့်ကျင်ပဲပဲဖြစ်ပါရင်သူဟာဗန္ဒမယာတိုက်မှုနဲ့ထောင်ကြရာကနေအခုမှပဲပြန်လဲလွတ်မြောက်လာတာဖြစ်ပါရင် sam ကသူ့ညီနဲ့တွေ့ဆုံခဲ့ပြီးတော့မြို့ထဲကိုကားနဲ့မောင်းလာခဲ့ပါရင်အင်ကရောနှွေးထွေးမှုအပြည့်ပါဆာမြစနီဂရေကတိုမီထောင်ကနေလွတ်လာတာကိုဂုံပြုတ်ဖို့အတွက်ညစာပြင်ဆင်ပေးပါရင်အဲ့ဒီအချိန်မှာတိုမီရောက်လာတော့ ူရဲ့သူမလေးကတကားဖွင့်ပေးပြီးသူ့အမေကသူမိကိုမကြိုက်ဘူးလို့ချက်ချင်းတိုင်လိုက်ပါရင်နောက်ဆုံးမှာတော့မိသားစုအလုံးညစာစားဖို့ဆုလိုက်ကြပါရင်ပြန်ရောက်လာတဲ့တားတယောက်ကိုဂုံပြုတ်ဖို့နဲ့အာဖဂန်နစ္စတန်ကိုထွက်ခွာတော့မယ်တားတယောက်ကိုဆုတောင်းပေးဖို့ပါသူတို့ရဲ့အဖေဟမ်ကသူမိကိုစပြီးတော့ထွက်ကနိုင်ငံအတွက်အမှုထမ်းနေတဲ့ဆမ်နဲ့ခိုင်နိုင်ပြောဆိုခဲ့ပါရင်မင်းရဲ့အကူကသူရဲ့ကောင်းပဲလို့ပြောပါရင်အဖေကစကနာဝေဆက်ထိုးနေတော့နောက်ဆုံးမှာစကားများပြီးဟမ်ကလည်းအင်္ဂလိပ်ထွက်သွားခဲ့ပါရင် သူထွက်သွားတော့တူမီကသူ့ရဲ့အကိုကိုခူးဆိုင်ဖို့အဲ့ဒီမှာလုံရှုံပါစေနော်လို့မာလိုက်ပါရင်အဲ့ဒီညနေမှာဆမ်ကသူ့ရဲ့မင်္ဂလာလက်စွပ်ကိုချွတ်လိုက်တော့သူစနီကသူ့ရဲ့လက်ဘေးမှာဆွဲထားပြီးသူ့ကိုချစ်တဲ့အကြောင်းပြောပါရင်ငါရဲ့အကြမှာပဲဆမ်တယောက်အာဖရိကန်နစ္စတန်တေကန်သူရအထဲမှာကားမောင်းနေခဲ့ပြီး ဲ့ဒီနေရာကသူ့ရဲ့အိမ်လိုမျိုးပဲခံစားရတယ်လို့ပြောပါရင်းပြက်စီးနေခဲ့တဲ့ပြက်စီးပြီးကိုဖြတ်သွားရင်းနဲ့ပဲသူကဖုန်းနဲ့အကုန်မှတ်တမ်းတင်ခဲ့ပါရင်းမကြခင်မှာပဲသူ့ကိုတင်ဆောင်လာတဲ့ရဟရင်ကအပြစ်ချခံလိုက်ရပြီးပြက်ကျသွားခဲ့ပါရင်း ဲ့ဒီနောက်ဆက်ဝင်ခန်းကလည်း great တယောက်ရေရှိုးနေတော့ရုတ်တရက်တခါပဲမြည်လာတာကိုတွေ့နေရမှာပါသူ့သမီးအကြီးကတခါဖွင့်လိုက်တော့စစ်သားနှစ်ယောက်ကိုတွေ့လျောက်ပါရင်သူတို့ကသူမရဲ့ခင်မွန်တည်ဆုံသွားတဲ့တည်င်းဆိုးကိုလာရောက်အကြောင်းကြတာပါမဖြစ်တာလဲဆိုတော့ကို great တယောက်ကတော့လက်မခံနိုင်တော့ပါဘူးသူမခင်မွန်ရဲ့ video အဟောင်းတွေကိုပြန်ကြည့်ပြီးတော့ဆံရဲ့ဖုန်းနံပါတ်ကိုခဏခဏခေါ်နေခဲ့ပါရင်အဲ့ဒီညနေမှာတော့အရက်မူးနေခဲ့တဲ့သူမီက ကားပြန်လာပေးဖို့အတွက်အင်ကိုရောက်လာခဲ့ပါပြီ။ကားရှိမိတလုံးပြတ်သွားတော့ကို great တယောက်ကဘာကြောင့်များဒီလောက်အထီတော်မှစိတ်ဆိုးနေရတာလဲဆိုပြီးသူအံ့ဩနေခဲ့ပါရင်အဲ့ဒီနောက်မှာတော့ great ကငိုရင်းနဲ့ပဲသူ့ရဲ့အကူဘာဖြစ်သွားတာလဲဆိုတာတုံမိအားပြောပြလိုက်ပါရင်သူကအဲ့ဒီကြေကွဲဖွဲရတဲ့တင်းကိုနောက်ဆုံးမှမှတိလိုက်ရတာပါ။ဘာကြောင့်လဲဆိုရင်တဏီကုံပဲဒူးမှသူ့ကိုဆက်သွယ်လို့မရခဲ့တာကြောင့်ဖြစ်ပါရင် ူအဂရိတ်ကိုစပြီးအော်ဟစ်ကဆမ်ကိုအာဖရိကန်နစ်တန်စီဘယ်တော့မှမလွတ်ခဲ့တင်ပါဘူးလို့ပြောပါရင်းဒီလိုနဲ့တူမီဟာတူမီမအိမ်လေးကိုပြန်လာပြီးတော့ချန်ဝရန်ဒါမှာထိုင်နေရင်းနဲ့သူ့ရဲ့မိထွေးကသူ့ကိုတွေ့ပြီးအထဲစီဖိတ်ခေါ်ခဲ့ပြီးမဲ့သူတယောက်တည်းနေရှင်တယ်လို့ပြောလိုက်ပါရင်းဂရိတ်ကသူ့တမီလေးကိုနာရီအတွက်ပြင်ဆင်ပေးပြီးမဲ့တမီဝေကအနေရောက်ဝတ်စုံနေဝတ်ဖို့အတွက်ငင်းဆန်ခဲ့ပါရင်းနာရီမှစတော့မုံဆိုးမှဖြစ်သူကအဲ့ဒီနှုတ်ဆက်စာကိုပဲလက်ခံရရှိခဲ့ပါရင်းအခမ်းအနားပြီးမှတော့ဟမ်ကအရေးတောက်နေခဲ့ပါပြီး ုံမီဟာသူ့အဖေအရက်မူပြီးတော့ကားမမောင်းရအောင်ကားတော့ကိုယူဖို့စူးစမ်းပါရင်ဟမ်ကသူ့သားအငယ်ကိုထပ်ပြီးတော့ဆမ်နဲ့ခိုင်းနိုင်ပြောဆိုပါရင်ဒါပေမဲ့တုံမီစီမှာလည်းအဖေကိုပြောစရာရှိနေပါရင်သူကအဖေကောင်းတယောက်ခင်မုန်းကောင်းတယောက်မဟုတ်ဘူးပြီးတော့ဆံမြက်ခေါင်းတဲ့ကိုစွရေးနဲ့ပတ်သက်တဲ့အတိတ်ပဲရှိတော်ဝီကိုထည့်ပေးခဲ့တယ်လို့ပြောပါရင်နောက်ဆုံးမှာတော့ဟမ်ကလည်းအင်ကိုလမ်းလျှောက်ပြန်သွားခဲ့ပါရင် ရိတ်ကအဲ့ဒီစာကိုဖွင့်ဖတ်ဖို့အတွက်ကြောက်ရွံ့ပြီးတော့ဖယ်ထားလိုက်ပါရင်ဒီလိုနဲ့ဆက်ဝင်ခန်းက African Nationalism ပြန်ပြီးတော့ပြသထားပါရင်တာလီဘန်တွေဟာစစ်သားနေရောက်ကိုခေါ်ထုတ်လာတာတွေ့နေရမှာပါအဲ့ဒီစစ်သားတွေကစမ်းနဲ့နောက်ထပ်စစ်သားတယောက်ဖြစ်တဲ့ private ဂျိုးတို့ဖြစ်နေခဲ့ပြီးသူတို့ကအသက်ရှင်နေသေးတာပဲဖြစ်ပါရင်တာလီဘန်တွေကသူတို့ကိုဖမ်းပြီးတော့မြောင်းထောင်ထဲထည့်ထားတာပါစမ်ကဂျိုးကိုတာလီဘန်တွေအားဘာမှမပြောဖို့တားမြစ်ထားပါရင်သူ့အနေနဲ့တသိမ့်နေရမှာဖြစ်ပါရင် တဖက်မှာတော့မနေ့3နိုင်မှာအရင်မူးနေခဲ့တဲ့တူမီက Gracie ကိုဖုန်းဆက်ပြီးတော့ပိုက်ဆံအကူအညီလမ်းတောင်မာရီဘာဒမာကိုပေးရမယ့်ပိုက်ဆံ48ဒေါ်လာလိုအပ်နေလို့ပါအဲ့ဒီဘာဒမာကသူ့ကိုအာမခံဖြစ်စီဖောက်ဖျက်မှုနဲ့တိုက်မယ်ဆိုပြီးချိန်ချောင်းနေခဲ့တာဖြစ်ပါနေ Great ခမရတကောင်ရံမှာသူ့ဆွေမျိုးဒုက္ခပေးနေတဲ့လူကိုတွားခဲ့ပြီးတော့အိမ်ပြန်ခေါ်လာပေးရပါတယ်အဲ့ဒီနောက်မိဖို့ဆောင်သုံးပြည့်စည်ဝေအတန်ဆူငန်တာကြောင့်တူမီတယောက်နိုးထလာခဲ့ပါပြီတမီလေးဝေကအဖေဖြစ်သူဆုံးသွားတဲ့အတွက် အရန်ဝမ်းနေနေခဲ့တဲ့သူတို့ရဲ့အမိကိုပျော်အောင်ဆိုပြီးပန်ကိတ်လုပ်ဖို့ဆုံးဖြတ်ထားကြတာပါတူမီကသူတို့ကိုရက်ပြီးတော့တိတ်တိတ်နေဖို့ပြောပါရင်းဒါပေမဲ့မက်ကီကသူ့ရဲ့စကားကိုနားမထောင်ပါဘူးဒါကြောင့်ပဲတူမီတယောက်ဆူဖာပေါ်ကနေထားလိုက်ရပါရင်းအဲ့ဒီချိန်ဟမ်ကလည်းပေါ်လာခဲ့ပါပြီသူဒီနေရာမှာသူ့သားကိုတွေ့ရလိမ့်မယ်လို့မထင်ထားပါဘူးညကအပြုတ်မှုအတွက်ဟမ်ကတောင်းပန်တော့တူမီကလည်းဆမ်ဟာသူ့ထက်အမြဲတမ်းပိုတော်တယ်လို့ဝန်ခံပါရင်းဒါပေမဲ့မမှန်ဘူးလို့ဟမ်ကပြန်ပြောပါရင်းမင်းကမင်းစားလို့တဲ့အရာတိုင်းကိုအမြဲတမ်းလဲလျှော့နေတာပါ မင်းအကူနဲ့မတူဘူးလို့သူ့ကိုပြန်ပြောပါလိမ့် တခြားတစ်ဖက်မှာဆိုတော့ Sam ကတစ်တာပြဝေချာကကျင်းမြောင်းတဲ့အပေါက်ကနေအားလုံးကိုမြင်နေရပါတယ်။ Taliban စခန်းအပေါ်မှာဆိုရင်ရဟရင်တစီပြန်ဝဲနေတာကိုတူတွေ့လေရတာပါ။သူတို့ကိုရှာဖွေနေတာသိရတယ်လို့ Sam ကယုံကြည်ပြီးတော့ကြောက်တုံးတဲ့တစ်တာပြဝေကိုခောက်ပြီးဖြုတ်ဖို့အတွက်စလုပ်ပါတယ်။အဲ့ဒီအချိန်မှာ Taliban တွေကသူ့ကိုတနက်နဲ့ချိန်ပြီးတော့ကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုကိုတစ်တာပြအပေါ်ထပ်တင်လိုက်ကြပါတယ်။တူမီက grey ညံပြင်းတဲ့မိဖို့ချောင်းအကြောင်းသူ့အဖေပြောတာဝီကိုပြန်လဲတတိယပြီးတော့သူ့တငယ်ရှင်နေတဲ့အတူဘာအတန်းမှမပေး ေးပဲမိဖို့ဆောင်ကိုစပြီးပြန်ပြင်ကြပါတယ်အဖမ်းခံထားရတာကလည်းနလလောက်ကြာသွားခဲ့ပါပြီဆမ်ဟာစိတ်ငြိမ်သွားစီဖို့ကြိုးစားနေပြီမဲ့ဂျိုးကတော့တပီပီရှင်ယူတူလာခဲ့ကသူ့ကိုကယ်ခဲ့တဲ့အတွက်ဆမ်ကိုအပြစ်တင်ပါတယ်သူအခုဆိုတော့ငရဲခန်းကိုရောက်နေခဲ့ပြီးတေတာကမှပို့ကောင်းလိမ့်မယ်လို့ပြောပါတယ်ဂျိုးကတော့သူ့ပဲတူလဲသူ့ရဲ့ယာထုကဘာလဲဆိုတာလုံးဝမဖော်ထုတ်ရဘူးလို့ဆမ်ကအခိုင်အမာပြောပါတယ်အဲ့ဒီနောက်ဆမ်ကတာလီဘန်တွေတယောက်နဲ့တယောက်ငင်းခုန်နေတာကိုကြားလိုက်ရပါပြီ ဒါဝေကိုကြားပြီးနောက်ဆမ်ကသူ့တငယ်ရှင်ဂျိုးကိုမင်းကိုငါဘာပြောထားတယ်မမ်းမီရနော်ဘာအချက်လက်မှမပေးရဘူးအကုန်လုံးကိုလိုအပ်ထားရမယ်လို့မှာကြားခဲ့ပါရီတာလီဘန်တွေကဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရပြီးအမေရိကန်စစ်သားတွေကိုကားပေါ်တင်ကတခြားတနရာစီခေါ်ထွားလိုက်ကြပါရီအကျဉ်းသားတွေအရှိမအာဖရိကန်လူမျိုးတယောက်ကိုခေါ်ထုတ်လာခဲ့ပြီးတော့ဒူးထောက်ခိုင်းခဲ့ပါရီ သူကဂျိုတုဖုန်းနဲ့သူ့ရဲ့ကိုယ်ရှိတဲ့စနီးကိုခေါ်ခဲ့ပြီးတော့သူရဲ့အတီနီယာကိုဖော်ထုတ်ခဲ့လို့ပဲဖြစ်ပါရင်ဒီလိုနဲ့အပြစ်ရှိသူရဲ့ခေါင်းကိုချက်ချင်းပဲပိတ်ခတ်လိုက်ပါရင်တာလီဘန်ကောင်းဆောင်ကတော့တဟာသူရဲ့နိုင်ငံအတွက်ဖြစ်ပြီးသူတို့အနေနဲ့ဒီနေရာမှာလာရောက်နေစရာအကြောင်းမရှိဘူးလို့ပြောပါရင်ဆမ်ကဒီသတင်းစကားကိုအမေရိကန်စီပေးပို့ရမှာဖြစ်ပြီးတော့ဒါမှမဟုတ်ရင်အတင်းကျပ်လုတ်ခိုင်းမယ်လို့ပြောပါရင်တခြားတစ်ဖက်မှာဆိုရင် Grey ကသူ့ခင်မုန်းအတွက်1နဲ့နေတော့အိမ်ပြင်ဆင်မှုကြီးကိုဆက်ရှိနေစေပါ အမျိုးသားဝေကတမီးနှစ်ယောက်ကိုပါအလုတ်ထဲထည့်ခိုင်းထားပါရင်သူရဲ့အဖေကဘလောက်ထိအားကစားသမားကောင်းတယောက်လဲဆိုတာကိုသူတို့အနေနဲ့ပြန်ပြောပြကြပါရင်အဲ့ဒီအချိန်မက်ကီကစေဝေကိုမုတ်ဆိတ်မွေးရှိတဲ့လူတယောက်အပေါ်မောက်ကျသွားခဲ့ပါရင်အဲ့ဒီလူကလည်းစိတ်ဆိုးသွားခဲ့ပါပြီအခုဆိုရင်သူ့အနေနဲ့ဘောင်းမီနဲ့အင်ဂျီလဲဖို့လိုအပ်နေခဲ့ပါပြီ ဂရိကတာကိုမြင်တော့သူခင်မရဲ့ပြီးတော့အထဲမှာရှိတဲ့တကူးကိုရှာဖွေဖို့တွားခဲ့ပြီးမဲ့စိတ်ဆိုးပြီးသူ့ရဲ့လက်ထဲရောက်တမျှအကုန်လုံးကိုဆွဲပြီးယူလာခဲ့ပါရီ။အိုဝင်တယောက်ကတော့သူ့ကိုဘာကြောင့်များအဝတ်အစားတွေအများကြီးပေးတာလဲဒါမှမဟုတ်နောက်မှပြန်ပေးတင်တလားဆိုတာကိုနားမလည်နေတော့ပါဘူး။ဂရိကထပ်ပြီးတော့ဝမ်းနေနေခဲ့ပြန်ပါပြီ။တခြားတစ်ဖက်မှာဆိုရင်တော့ဆမ်ကိုမိုးလုံးလေးလုံးမရှိတဲ့တိုင်တလုံးအပေါ်မှာတုံအောင်ထားခဲ့ပါရီ။သူ့ကိုရေလောင်းပြီးတော့သူ့ရဲ့တငယ်ချင်းကိုကူညီရှင်တလားလို့မိပါရီ။သူ့ရဲ့မျက်စိအရှိမှာပဲဂျိုကိုမိဖို့နဲ့ငင်းပန်းနှိပ်စက်နေခဲ့တာပါ။ အဲ့ဒီနောက်သူကနာကျင်မှုကိုမခံစားနိုင်တော့ဘဲကင်မရာရှိမှာအမေရိကန်တွေဒီနေရာမှာလာစရာအကြောင်းမရှိဘူးလို့ပြောပြီးတော့သူ့စနီးနဲ့ကလေးကိုချစ်တဲ့အကြောင်းပြောသွားခဲ့ပါရင်းစံစီမှာတမီးနှစ်ယောက်ရှိတယ်ဆိုတာကိုလည်းသူဖော်ထုတ်ပြောပြသွားခဲ့ပါရင်းတခြားတစ်ဖက်မှာဆိုတော့ great တယောက်အိမ်ပြန်ရောက်တော့အန်အောစရာတစ်ခုနဲ့ကြုံလဲရပါရင်း ပြန်ပြင်ထားတဲ့မီးဖိုးချောင်းကသူ့ရဲ့မွေးနေ့အတွက်အချိန်မီကိုပြီးစီးနေခဲ့ပါပြီ။သူနဲ့နီးစပ်တဲ့လူဝိုင်းကသူ့ကိုဂုံပြူကြပေမဲ့အထူးခြားဆုံးလူတစ်ယောက်ကတော့ပျောက်ဆုံးနေခဲ့ပါပြီ။အချိန်တွေကလည်းတပိဖြစ်ချင်းကုန်လာခဲ့ပြီးတော့ဆောင်းရတီရောက်လာခဲ့ပါပြီ။လမ်းလျှောက်နေတော့တမီးအကြီးဖြစ်သူအစ္စဘဲကတူမီကိုလူဝိုင်းကမက်ကီကိုပဲချစ်ကြတာဘာကြောင့်လဲဆိုတော့မက်ကီကချစ်စရာကောင်းလို့ဆိုပြီးငင်းယူခဲ့ပါပြီ။တူမီကလည်းအရင်တုန်းကစံဖာဒီမြက်ထဲမှာသူ့ရင်နှစ်တောင်ကိုဘယ်လိုမျိုးကယ်ခဲ့ဖူးတာလဲဆိုပြီးပုံပြင်တစ်ပုတ်အပြန့်လဲပြောပြခဲ့ပါပြီ။ တို့အေးခဲပြင်ကိုရောက်တော့တူမီကလေးဝင်နဲ့ဘလောက်တော့မှအဆင်ပြေတယ်လဲဆိုတာဂရိတ်ကအန်အော်တော်ခဲ့ပါရင်တနေ့မှာတော့တူမီသူ့ရဲ့ဗန်ဓမြတိုက်တုံးကချင်းချောက်ခဲ့မှုတဲ့ဗန်ဝန်ထမ်းအမျိုးသမီးစီကိုတွားရောက်ပြီးခွစ်လို့ပြဖို့တောင်းပန်ပါရင်တို့တနအီကြောင့်စကားတွေပြောဖြစ်ကြပါရင်ဒီဖြစ်ရတဲ့ဖြစ်ပြန်တော့အဲ့ဒီအမျိုးသမီးက၃နေလုံးကောင်းကောင်းမအိပ်နိုင်ခဲ့ဘူးဓမြကပြန်လာပြီးတော့ပြစ်တတ်မှကိုကြောက်ရွံ့ပြီးနေထိုင်ခဲ့ရတဲ့အကြောင်းပြန်လည်ပြောပြပါရင်းတူမီကအဲ့ဒီအကြောင်းကိုဂရိအာပြောပြတော့ဂရိကလည်းသူ့ကိုဂုံယူခဲ့ပါရင်း အဲ့ဒီကနေမှပဲသူတို့အကြောင်းတော့ကအကြောင်းတွေပြန်ပြောဖြစ်ပါရင်ဂရိဟာအဲ့ဒီတုန်းကတူမီကိုမကြိုက်ခဲ့ဘူးလို့ဝန်ခံပါရင်ဘာကြောင့်လဲဆိုရင်သူဟာအမြဲတမ်းအယက်မူးပြီးတော့အယံဖြစ်နေခဲ့လို့ပါသူတို့အတိတ်ကိုပြန်လဲတူးဆွကြပြီးတော့တယောက်ကိုတယောက်မျက်လုံးရင်းစုံကရုတ်တရက်နမ်းလိုက်ကြပါရင်ဂရိကလေကောင်းလေတန်နည်းနည်းလှူတယ်လို့ဆုံးဖြတ်လိုက်တော့တူမီကလည်းငိုကထွက်သွားခဲ့ပါရင်ဒီအချိန်တွေအားလုံးမှာစံမျက်စာကတော့မဖွင့်ရသေးပဲရှိနေဆဲပဲဖြစ်ပါရင်ဂရိကအဲ့ဒီစာကိုအခုချိန်ထိမဖတ်သေးပဲနဲ့ စပေါ်ရဲ့အန်ဆွဲအထဲကိုပြန်ထည့်ထားပါရီးတခြားတစ်ဖက်မှာဆိုရင်တော့ Sam နဲ့ Private Joe ကိုဆက်ပြီးတော့နှိမ့်ဆက်ငင်းပန်းဆဲပဲဖြစ်ပါရီး တနေ့မှာတော့ဆံမြက်လက်ထဲကိုတံပိုက်လုံးနဲ့ချောင်းထည့်ပေးလိုက်ပြီးသူ့ရဲ့ရဲဘော်ကိုတတ်ဖို့အမိန့်ပေးပါရင်ဂျိုကအကုန်လုံးဖော်ထုတ်ပြောပြပြီးဖြစ်လို့တာလီဘန်တွေအတွက်ဝန်ထုံးဖို့ဖြစ်လာခဲ့ပါပြီးဆံဟာအစကတော့ပိုက်လုံးကိုလွတ်ပြစ်လိုက်ပေမဲ့သူတို့ကတနက်နေ့ချိန်ပြီးမင်းတေးမလားသူ့လားလို့ပြောလိုက်ပါရင်အတင်းအကျပ်ရွေးချယ်ခိုင်းခဲ့တာပါသူတို့ကဆံမြက်မိသားစုအကြောင်းထည့်ပြောပြီးတော့ဆံအနေနဲ့ဂျိုကိုမတတ်ဘူးဆိုရင်သူတို့တတ်မယ်လို့ပြောပါရင်အာဖရိကန်တွေရဲ့အော်ဒန်တွေကြားထဲမှာပဲဆမ်ဟာငင်းပန်းနှိမ့်ဆက်ခံထားရတဲ့ဂျိုးကိုပိုက်လုံးနဲ့ရိုက်တက်လိုက်ရပါရင် ဒီကိုမြတ်မှုဗီဒီယိုကိုလည်းရိုက်ကူးခဲ့ကြပါရီတဖက်မှာတော့တူမီဟာအလားစင်ပြားဝီကိုတတ်ဆင်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Grey Air In ကိုထပ်ပြီးရောက်လာပြန်ပါပြီ Grey ဟာညတော်ကဖြစ်ခဲ့တာဝေကြောင့်နည်းနည်းစိတ်ရှုပ်ထွေးနေခဲ့ပါရီသူကကလေးမလေးဝီကိုတစ်ခါတစ်ခါလာတွေ့ရရင်ပျော်မယ်လို့ပြောပါရီ Grey ကတော့သူ့အလုံးသူ့ကိုတွေ့ရတဲ့အတွက်ဝမ်းတာတယ်လို့ပြန်ပြောပါရီအဲ့ဒီနောက်ဟန့်တယောက်ရောက်လာခဲ့ပါပြီး သူ့ရဲ့သားကဒီလောက်တော့မှလက်သမားပညာတက်မြောက်နေတာကိုသူအံ့ဩခဲ့ပါပြီတခြားတစ်ဖက်မှာဆိုတော့တာလီဘန်စခန်းကိုအမေရိကန်တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်လိုက်ကြပါပြီခေါင်းဆောင်တယောက်ကဆမ်ကိုတပ်ဖွဲ့အတွက်ကြိုးစားပေးမဲ့မထိသွားခဲ့ပါဘူးပြီးတော့သူ့ကိုပြစ်တက်လိုက်တာ၆ထဲပြုတ်ကျသွားခဲ့ပါပြီဗီဒီယိုပါတဲ့ကင်မရာကလည်းမီးလောင်ပျက်စီးသွားခဲ့ပါပြီနောက်ဆုံးမှာတော့မရင်းတပ်သားကလည်းအဖမ်းခံရတဲ့ပုံမှာကနေလွတ်မြောက်သွားခဲ့ပါပြီတိုမီဟာကလေးဝင်တဲ့ခြံထဲမှာဆော့ကစားနေတော့အိမ်ထဲဖုန်းကလည်းဝင်လာခဲ့ပါပြီ ဂရိတ်တယောက်ဖုန်းကင်လိုက်တော့သူ့ရဲ့ခင်မွန်အတက်ရှင်တဲ့အကြောင်းသိလဲရပါပြီ။သူမတုံ့လောက်တော့ခဲ့ပါရီမိသားစုတစုလုံးလေစိတ်မှသူ့ကိုကြိုးဆိုကြပါရီ။သူမီကလည်းပျော်လဲပျော်သလိုဝမ်းလဲဝမ်းနေခဲ့ပါရီ။သမီးလေးဝေကအိမ်ရောက်တာနဲ့မိဖို့ချောင်းအစ်စ်ကိုချက်ချင်းလိုက်လံပြသပေးပါရီ။သူမီနဲ့သူ့ရဲ့တငယ်ရှင်တွေပြင်ပေးထားတာပါလို့ပြောပါရီ။ဆမ်ကကလေးအပေါ်ကိုလဲပြီးတော့သူ့စနီးနဲ့သမီးဝေကိုတည်တည်ကျပ်ဖက်ထားပါရီ။ ရိကသူ့အနောက်ယေရှုခန်းထဲထိလိုက်သွားခဲ့ပြီးသူ့ရဲ့တရားဝေကိုနမ်းပေးပေမဲ့ဆမ်ကအေးစက်ဖြစ်နေခဲ့ပြီးဂရိကိုထွက်သွားဖို့အရေးအမို့ပြောပါရင်းသူပြောင်းလဲသွားတာတိတာနေခဲ့ပါပြီတိုမီကဆမ်ရဲ့လက်ရှိနဲ့တိတ်ဆုံသွားတဲ့ private ကျိုးကြောင့်တည်င်းစာမှာဖတ်လိုက်ရပါရင်းဟမ်ကဆမ်ထူဆန်းစွာပြုတ်မှုနေတာကိုသတိထားမိပြီးတော့ တူကရိုင်းကလည်းဘီယန်နဲ့စစ်ပွဲကနေပြက်လာပြက်နောက်တူတာဝေစီကနေဘယ်လိုမျိုးတပိပိရှင်ဝေးကွာခဲ့ဖူးတာလဲဆိုတာပြန်လေတတိယသွားခဲ့ပါလိရေခဲပြင်ကိုပြန်ရောက်တော့ဆမ်ကဂရိနဲ့ကလေးဝေတူမီနဲ့ဘယ်လိုမျိုးပေါင်းတင်းနေတယ်လဲဆိုတာတွေ့လေရပါလိသူကတူမီကိုမိသားစုနဲ့သူအရင်ကြည်ကောင်းတယ်လို့ပြောပြီးတော့သူတို့ကိုခ ्यु ဆိုင်ပေးတဲ့အတွက်ဂျေဆုတင်ပါတယ်လို့ပြောပါလိဒီလိုမျိုးတော့သူမျော်လင့်မထားခဲ့ပါဘူးဂရိကအံ့ဩဖွယ်ကောင်းတဲ့လူပဲလို့သူဆက်ပြောပြီးရုတ်တရက်မင်းကသူနဲ့အိတ်ခဲ့သလားလို့မေးလိုက်ပါလိ ူတည်ပြီးလို့ထင်နေကြတော့ကဖြစ်သွားနိုင်တယ်လို့သူယူဆထားတာပါသူတို့နှစ်ယောက်ကအတူအိတ်ကြတာတရားခင်တို့တေချာတယ်လို့သူကထင်နေခဲ့တာဖြစ်ပါလိမ့်အဲ့ဒီနောက်မှာတော့အသက်ဆုံးရှုံးခဲ့ရတဲ့စစ်သားရဲ့မိသားစုကစံမြမိသားစုကိုလာရောက်တွေ့ဆုံခဲ့ပါလိမ့်တောင်းတနေရာကနေဂျိုးကျူနီယာလေးကလေးဖက်ထောက်ပြီးထွက်လာခဲ့ပါပြီ မုံဆိုမဖြစ်သူကသူ့ရဲ့ခင်မုံအကြောင်းနဲ့ဆမ်အကြောင်းကိုဆက်တိုက်အိမ်မက်မက်နေခဲ့တာဖြစ်ပါရင်ဆမ်ဟာအသက်ရှင်နေသေးပြီးတော့သူ့ရဲ့ခင်မုံဂျိုးကမရှင်ခဲ့တဲ့အတွက်အိမ်မက်ထဲမှာဆမ်ကိုမုံတီးနေခဲ့တာပါသူမကတောင်းပန်ဖို့ရောက်လာတာဖြစ်ပါရင်မုံဆိုမကဆမ်ကိုသူ့ခင်မုံဘယ်လိုမျိုးတည်သွားတာလဲဆိုတာမြင်ခဲ့သလားလို့မေးပါရင်ဆမ်ကတော့မမြင်ခဲ့ဘူးသူ့ရဲ့တည်ဆုံမှုအကြောင်းဘာမှမတိပါဘူးလို့လိန်ပြောလိုက်ပါရင် တညာမှာစံတယောက်စိတ်မထိန်နိုင်တော့ပါဘူးပစ္စတိုကိုကင်ပြီးတော့ဆင်အပေါ်မှာဖန်ခွက်တွေကိုစသီးခဲ့ပါရင်သူ့ရဲ့လက်နက်ကိုကင်ပြီးအိမ်ပပက်လေးရှောက်သွားနေခဲ့ပါရင်နောက်တနေ့မှာစံတယောက်စစ်အခြေဆိုင်စခန်းကိုတွားပြီးပြန်သွားရှင်တယ်လို့ပြောပါရင်ပုံမူကသူ့ရဲ့မိသားစုအကြောင်းပြီးတော့စံကကျွန်တော်ဒီမှာမနေနိုင်တော့ပါဘူးသူတို့ကကျွန်တော်ကိုနားမလဲပါဘူး ဘယ်သူကမှလည်းနားမလဲပါဘူးလို့ပြန်ဖြစ်ပါလိမ့်။ဒါပေမဲ့ဆမ်ဟာသူ့မိသားစုနဲ့အချိန်အတန်ကြာဆက်ပြီးနေရအောင်မှာပါ။ညစာစားနေတော့မှပဲကလေးမလေးဝေကအတိတ်ပဲရှိတော်ဝေကိုပြောပြီးနောက်ပြောင်နေကြပါလိမ့်။ဆမ်ဟာစိတ်မထိန်နိုင်တော့ပဲနဲ့သူ့သမီးဝေကိုအော်ဟင်လိုက်ပါလိမ့်။မင်းတို့ရဲ့နောက်ပြောင်နာဝေကရင်းစရာကောင်းမနေဘူး။ဘာကြောင့်များရင်နေကြတာလဲဆိုပြီးတော့သူကပြောခဲ့ပါလိမ့်။ Grey ဟာသူ့ရဲ့ခင်မုန်းကိုစိတ်ရှောအောင်ကြိုးစားပေမဲ့သူကတော့စပွဲကနေထွက်သွားလိုက်ပါပြီ။ Isabel က ဦးလေးတုံမီပဲတော့ပြန်လာမှလဲလို့မြေပါရီသူရဲ့အဖေစီမှာတကခုတော့မားနေခဲ့ပါပြီ grey ဟာသူ့ရဲ့ခင်မုံကိုအာဖရိကန်နစ်တမ်မှာဖြစ်ခဲ့တာဝေသူ့ကိုပြောပြဆီရှင်ပေးမိ sam ကတော့သူနဲ့တုံမီအကြမှာဘာဝင်ဖြစ်ခဲ့တာလဲဆိုတာကိုပဲပို့ပြီးတော့စိတ်ဝင်စားနေခဲ့ပါရီဘာမှမဖြစ်ပါဘူးလို့ grey ကငြင်းဆန်နေခဲ့ပါရီရှင်ကတေးပြီးလို့ကျမထင်ခဲ့တာပါဆိုပြီးသူမကဆက်ပြောခဲ့ပါရီဒါပေမဲ့ sam ဟာသူတို့အတူအိတ်ခဲကြတယ်လို့ပဲဆက်ပြီးယုံကြည်နေစေပါ သူရုတ်တရက်ထပြီးတော့ထွက်သွားပါလိမ့်ညတကောင်မှာ private ကျိုးရဲ့ကုမိမှန်ကိုတွားဖို့ဆုံးဖြတ်လိုက်ပါလိမ့်ကျိုးဟာ20တနစ်ပဲရှိနေသေးတာပါဖခင်ဖြစ်သူအိမ်ပြန်ရောက်လာတော့တမီးလေးဝေကအခြံထဲမှာစော့နေကြပါလိမ့်အစ္စဘဲကြက်တီတည်သွားခဲ့ပါပြီကြောက်ပြီးတော့နောက်ဆုတ်သွားခဲ့ပါလိမ့်ဆမ်ကသူ့တမီးဝေကိုဖက်ပြီးတော့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ပြောပါလိမ့်အမဖြစ်သူကမြေအီကိုမထိန်ထားနိုင်တော့ပါဘူးဆမ်ဟာသူ့ဇနီးကိုတ냐လုံးမိသားစုအကြောင်းစဉ်းစားခဲ့ပြီးတော့အသက်ရှင်ခဲ့တာကဘလောက်ထိကန့်ကောက်လိုက်တလဲဆိုတာကိုသဘောပေါက်သွားပါပြီလို့ပြောပါရီး ဒီလိုနဲ့သူတို့ကဖက်လိုက်ကြပါရင်နောက်တနေ့မှာတော့မက်ကီးရဲ့မွေးနေ့ဖြစ်လို့ဟမ်းမြအိမ်ကိုတွားကြပါရင်လူဝိုင်းကတိုမီရောက်လာဖို့အတွက်စောင့်ဆိုင်နေကြပါပြီသူကလည်းအမန်တကယ်ကိုရောက်လာခဲ့ပါရင်ဒါပေမဲ့တယောက်တည်းဟုတ်မနေခဲ့ပါဘူးသူကတီနာဆွဲကောင်မလီတယောက်ကိုခေါ်လာခဲ့တာမှာသူ့ကိုတနိုင်လောက်ပဲစစောကမှတွေးခဲ့တာပါလို့ပြောခဲ့ပါရင်သူကအခြေအနေကိုပေါ့ပါးတော့စူးစမ်းရှင်ခဲ့တာပါတီနာကလိမ္မာဘာနဲ့ရှင်းအောင်ဆောင်ပြီးတော့စီရဲ့အကြောင်းအသေးပဲရှိတာဝေပြောတော့ တိုမီကတောင်နဲ့တွတ်လိုက်ပါရင်ဒါပေမဲ့သူမကဆက်ပြောနေဆဲပဲဖြစ်ပါရင်ဆမ်ကတော့တင်းမာတွားခဲ့ပါပြီကလေးမလေးတွေကလည်းစူညံလာခဲ့ပါရင်ဆမ်ဟာအစ်စဘဲကိုဆက်ပြီးစူပူနေခဲ့ပါရင် ကောင်မလေးကလူအိုင်းဟာသူ့ရဲ့ညီမလေးကိုပဲပိုချစ်ပြီးတော့အကောင်းဆုံးအရာဝေးကိုအမြဲတမ်းသူ့ရဲ့ညီမလေးကပဲရတယ်လို့ပြောနေခဲ့ပါလိမ့်။အစ္စဘယ်ကလူကြီးဝင်စကားပြောနေတာကိုဖျက်တောက်ပြီးအာယုံဆိုင်ခံရဖို့အတွက်မိဘဖောင်းကိုဆက်ပြီးညစ်နေခဲ့ပါလိမ့်။နောက်ဆုံးမှာတော့ဆန်တယောက်စိတ်မထိန်နိုင်တော့ပဲမိဘဖောင်းကိုဖောက်ပြလိုက်ပါလိမ့်။တမီးဖြစ်သူကရုတ်တရက်ထပြီးအော်လိုက်ပါလိမ့်။ရှင်ကဘာကြောင့်မတီခဲတာလဲ။မိမိကဦးလေးတူမီနဲ့အိတ်ရှင်ပြီးတော့ရှင်နဲ့မအိတ်ရှင်လို့ရှင်ကယူနေတာပဲ။သူတို့ကအမြဲတမ်းချစ်ချင်နူးနေကြတာပါလို့ပြောလိုက်ပါလိမ့်။ အဲ့ဒီအချိန်မှာတိတ်ဆိတ်မှုတွေကဖုံးလွှမ်းသွားခဲ့ပါပြီဆန်တယောက်တောင်းဝေကိုကြားပြီးအောင်တုံ့လုပ်သွားခဲ့ပါရင်နောက်ပိုင်းမှာတော့သူတို့ကအင်ကိုတိတ်ရစိပြန်လာကြပါရင်မအိတ်ခင်မှာအစ်စဘဲကသူ့ရဲ့အမေကိုတောင်းပန်ပြီးတော့ဒါဝေမဟုတ်ဘူးဆိုတော့သူတိတဲ့အကြောင်းပြန်ပြောပါရင်သူကသူ့ရဲ့အဖေကိုမကြိုက်ပဲနဲ့ဦးလေးတွမီကိုပဲလိုရှင်တာပါလို့ပြောပါရင်မက်ကီကလည်းသူ့လည်းအတူတူပါပဲလို့ပြန်ပြောပါရင်ဆန်မှာအဲ့ခန်းထဲမှာထိုင်နေခဲ့ပြီးသူ့စနီးကိုကလေးဝေမအိတ်ခင်ဆူတောင်းပြီးပြီလားလို့မေးပါရင် ပြီးတော့သူထရက်ကမိဖို့ချောင်းအစ်စ်ကိုလည်းဖျက်ဆီးပြပါရင်သူကသူ့မိသားစုအတွက်အ အသက်ရှင်ခဲ့တာပါဒါပေမဲ့သူတို့ကသူ့ကိုတစ္ဆာဖောက်ခဲ့ကြတယ်လို့အော်ဟေပါရင်းဆမ်ဟာသူ့ရဲ့ညီအရင်းနဲ့ဘလို့များအတူအိတ်နိုင်ခဲ့တာလဲဆိုတော့ကိုနားမလည်နိုင်ဘူးလို့ပြောပါရင်းပြီးတော့သူကသူ့စနီးစီပြန်ရောက်နိုင်ဖို့အတွက်ဘာဝင်လောက်ခဲ့တာလဲဆိုတော့ကိုဆက်ပြီးပြောနေခဲ့ပါရင်းဆမ်တရားစိတ်လွတ်နေနဲ့ပဲသူ့ရဲ့ခေါင်းကိုရိုက်ပြီးတော့မိဖို့ချောင်းကိုလည်းဆက်ပြီးရိုက်ရှိုးနေခဲ့ပါပြီးအဲ့ဒီအချိန်တုံမီဝင်လာခဲ့ပြီးသူ့ရဲ့အကိုကိုဖက်ပါရင်းဒါပေမဲ့ဆမ်ကတော့တနတ်ထုတ်ကတုံမီရဲ့ခေါင်းကိုချိန်ပါရင်းအပြင်မှာရဲကအိုးအော်တန်နီကလည်းမြည်နေခဲ့ပါပြီးဆမ်ဟာပစ္စတိုကင်ပြီးအပြင်ကို ထွက်လာပါရင်သူ့ကိုလက်နှချခိုင်းပေမဲ့သူကတော့မင်းတို့ဒီကိုဘာလာလောက်တာလဲလို့အော်ဟစ်မိပါရင်ရဲဝေကသူဟာစစ်သူရဲကောင်းတယောက်စွာကိုသူတို့တိပါတယ်လို့ပြောပါရင်အဆမ်ကလည်းကျွန်တော်ကဘယ်လိုသူရဲကောင်းမျိုးလဲလို့ပြန်အော်ခဲ့ပါရင်ကျွန်တော်ဘာလို့ခဲ့တယ်လဲဆိုတာခမရတို့မတိပါဘူးလို့သူကဆက်ပြောပါရင်သူဟာတနတ်ကိုနှစ်ထင်းစီချိန်ပါရင်သူမိနဲ့ဂရိကသူ့စီကိုရောက်အောင်တွားပြီးတော့ဝမ်းနေဆရာမဖြစ်အောင်တားဆီးဖို့ကြိုးစားပါရင်မကြခင်မှာပဲဆန်တယောက်ကတနတ်ကိုလွတ်ပြစ်လိုက်ပြီးအဖမ်းခံလိုက်ပါရင် သူ့ကိုချစ်တဲ့စနီးကကလေးပဲလုံခြုံမှုခံစားရအောင်ကလေးပဲနဲ့အတူအိတ်ပေးပါရင်နောက်ဆုံးမှာတော့ grey ကစာအိတ်ကိုဖြန့်ပြီးသူ့ခင်မွေးရဲ့စာကိုဖတ်လိုက်ပါရင် sam ဟာသူ့ကိုနဲ့သူ့သမီးဝေကိုဘလောက်အထိနည်းနည်းအရင်ချစ်တဲ့အကြောင်းရေးသားထားတော့ပါဒီစာကိုမင်းဖတ်နေရပြီဆိုတော့ငါပြန်မရောက်လာတော့ဘူးလို့အတိတ်ပဲရပါတယ်ဆိုပြီးရေးသားထားပါရင်စကလုံးတွေကသူ့ရဲ့နှလုံးသားကိုထိုးပေါက်တွားခဲ့ပါပြီး အဲ့ဒီအချိန်မှာဆမ်ကစိတ်ကျမ်းမာရေးဆေးရုံကနေတူမီကိုဖုန်းဆက်ပြီးတော့သူ့ကိုပြန်လဲတင့်မြတ်ဖို့ပြောပါရင်းတူမီကသူ့ရဲ့တူမဝင်းနဲ့အတူနေပြီးတော့ဂရေးကသူ့ရဲ့ခင်မုန်းကိုတွားတွေ့ပါရင်းတူမအသက်16နှစ်ကလေးကဆမ်ကိုချစ်ခဲ့တာပါဆမ်သူ့ကိုဘာဖြစ်ခဲ့တာလဲဆိုတာမပြောပြဘူးဆိုရင်နောက်ထပ်တူမကိုဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူးလို့ပြောပါရင်းဘာကြောင့်ကိုယ့်ကိုနှိမ့်ဆက်နေရတာလဲလို့မေးလိုက်ပါရင်းဆမ်ကအလုံးကိုပြောပြဖို့အချိန်ရောက်ပြီလို့ဆုံးပြပါရင်းသူ့ရဲ့ဘာပင်ပေါ်မျက်ရည်တစ်ဆက်စီးကြလာခဲ့ပြီးတော့ ဂျိုးဝီလစ်ကိုငါတတ်ခဲ့ရတယ်လို့ပြောလိုက်ပါရင်ဂရေကသူ့ကိုဖက်လိုက်ပါရင်ဒါဝေးကိုဝန်ခံပြီးရနောက်ဆန်တယောက်သူ့ရပုံမှန်ဘဝကိုပြန်လည်နေထိုင်နိုင်ပါမလားဆိုတာကစိတ်ဝင်စားစရာပဲဖြစ်ပါရင်ကြီးစုရပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ